ော့1990လို့ကျွန်တော်ပြောလိုက်လို့ရှိရင်1990တော့ဘာဖြစ်လဲအဲ့ဒါကလေးတွေသိကြမှသိမယ်ကျွန်တော်တို့လူကြီးတွေဆိုလို့ရှိရင်1990ဆိုတာအဝတ္တနာအဖတ်စေုပ်ချုပ်ရေးကာလအင်မတန်မှကျန်တဲ့လောကတွေကိုထားလိုက်တော့နော်ကျွန်တော်တို့စာပေလောကမှာအကြက်ဒီလုံးကာလစာပေစစ်စစ်ဆိုတဲ့အဲ့ဒီဒတိုင်းကိုကျော်ဖို့အင်တာခက်တဲ့ကာလဥပမာလေးတစ်ခုပဲနော်ရည်လေးရည်ရကျွန်တော်ပြောပြမယ်အဲ့ဒီ1990လောက်ကကျွန်တော်စာအုပ်တရား ဟိုဆောင်ရည်ထိတ်ဆုံးရောက်ပြီးကျွန်တော်စာများများရေးတဲ့ကာလပေါ့နော်တနေ့ကိုကျွန်တော်သုံးဝလောက်ရေးပါတယ်အဲ့ဒီအချိန်မှာကျွန်တော်စာအုပ်တော့သဘီစစ်စစ်ရပေးလိုက်ပါတယ်ပေးလိုက်တော့ထုတ်ပြီးသူကသူ့အတွက်မျက်နှာအများကြီးလက်နာသွားပြီးဆိုကျွန်တော်လာခေါ်ပြီးစစ်စစ်မှုနဲ့တွေ့ပါဆိုတွေ့လိုက်တွေ့တဲ့အချိန်မှာကျွန်တော်ကိုဇက်သိမ်းပြင်ပေးပါတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာဇက်သိမ်းပြင်လို့အချိန်မပြေဘူးအဲ့ဒါနဲ့ကျွန်တော်ပြင်လို့မရဘူးဆိုတော့အဲ့ဝတ္ထုအပေခံလိုက်ရတယ် အဲ့ဒီဝိတုမှာအဓိကဘာကြောင့်ပယ်လဲဆိုတာလေးကျွန်တော်ပြောပြရတယ်။အချို့ဝိတုပဲ။နောက်အထက်မှာတော့ကျွန်တော်ပြောချင်တာလေးတော့ရှိတော့ဗော။နောက်ဒါမဲ့အချို့ဝိတုရိုးရိုးသုံးပွင့်တယ်အချို့ဝိတု။တကယ်ရင်း၃ယောက်ကောင်မလေးကြောင်နဲ့ကောင်လေးမြောက်။သက်သောသူတက်နေရနေပြီးတော့ကောင်လေးမြောက်ကကောင်မလေးအဲ့ဒီကောင်မလေးကိုချေဆိုတော့ propose လုပ်တယ်ဗောနော်။လုပ်တဲ့ချိန်ကောင်မလေးကညောင်လုံးဘလို့ပြန်ပြီးဖြစ်ပြရမယ်ဆိုတော့မဝေ꽌နိုင်ဘူးဗောနော်။နောက်ဆုံးအလုပ်တွေတက်သူ အောင်ပြီးတော့လုပ်တွေကိုစီရှိပါအဲ့ဒီမှာကောင်းလေးတယောက်ကဆောင်းဝင်လေးဖြစ်သွားနောက်ကောင်းလေးတယောက်ကစစ်ဘူလေးဖြစ်သွားနောက်ဆုံးကျတော့ကောင်းမလေးကသူ့အိမ်တော်ပဲတွေ့ရွေးချယ်ဖို့အပြေပေးလိုက်တာကဆောင်းလေးကိုဖြစ်ပေးလိုက်ပါအဲ့ဒီဝတ္ထုထောက်ပံ့ပါလေစဉ်းစားကြည့်လေဝိတုဒေမာတောမအဲ့ဒီလို့ ကောင်းမလေးတယောက်ရဲ့အချစ်ကိုမရလို့သူတို့မရလို့ဆိုပြီးအဲ့ဒီလိုအဲ့ဒီလိုဆန်စစ်တဖြစ်တဲ့ကာလနော်အဲ့ဒီကာလမှာနောက်အဓိကကျွန်တော်နိုင်ငံရဲ့တမိုင်းမှာဖြောက်လို့မရတဲ့ဒီအမရတော့ကျွန်တော်နိုင်ငံတမိုင်းမှာဖြောက်လို့မရတဲ့အကြောင်းအရာတစ်ခုက1990မှာဖြစ်ခဲ့ပါတယ် အဲ့ဒါကလေးတွေတိကျမှသိမယ်လူကြီးတွေသိပါတယ်အဲ့ဒါဘာလဲဆိုတော့ထောက်90မှာ NLD အပြတ်တန်နိုင်ခဲ့ပါတယ်အဲ့နိုင်ခဲ့တဲ့ NLD ကိုဘတ်ကြောင့်လက်မပြရတယ်ဒါတာတမင်းငွေဖြစ်ရတယ်အဲ့အချိန်မှာခဏကျွန်တော်တို့ဇာဟိရဇွဲရှင်နေမှာဟောပြည်သူတွေရှင်နေမှာဟောနော်ကျွန်တော်တို့ကဘယ်ပါတီကိုပါတီဒီပါတီဆိုတာအစွဲလမ်းမရှိဘူးဒါပေမဲ့ဓမ္မကိုကျွန်တော်တို့က တက်တယ်လူမှန်မြတကယ်ဓမ္မကိုနှစ်သက်တယ်အတ္တမကိုမုန်းတယ်တာတာလူတိုင်းရဲ့ဆန္ဒပဲအဲ့တော့သူဟာသူရိုးသားသားနိုင်တာဘာလို့နိုင်နေသူကနိုင်မပြေးရလဲဆိုတော့စိတ်ခံစားမှုတွေရှိတယ်တမ်ဓမ္မမဟာယောအဲ့ကိမကျွန်တော်တို့ဆိုင်ရိုးဆိုတော့ဝေလာဝေအဲ့ဒီကာလမှာမန္တလေးကဆိုင်ဆရာဝတ္ထုလို့ဆရာအခုဆုံးတော့ဆရာဝင်းစီသူသူရိုးသားရဲ့ဝတ္ထုအဲ့ဒီဝတ္ထုလေးကနော်ကျွန်တော်တို့ရှင်နေရောက်တယ်ခုနခံစားမှုနဲ့ ကျင်းလေးရောက်ပြီးတော့မှဒီမှာဘာအဖြစ်ပေးလိုက်လဲဆိုတော့အဲဟာအဲ့ဒါကြောင့်လွှဲမပေးတာပဲအဲ့ဒီအဖြစ်ကိုရအောင်သူရေးသွားနိုင်တယ်အဲ့ဒါရသဆက်ပြီးနော်အဲ့ဒီခေတ်ကာလထောက်ကောက်90လုံးကမတရားမှုတစ်ခုကိုကျွန်တော်ပြည်သူတွေရဲ့ရင်ထဲကိုရောက်အောင်ထည့်ပေးခဲ့နော်အဲ့ဒါလေးနားထောင်ကြည့်ပါကျွန်တော်ပြောပြအောင်နော်ဒီခေတ်မှာအဲ့ဒါလေးသိလို့တဲ့အတွက်ကျွန်တော်ခဏခဏပြောပြပါတယ်ခေါင်းစဉ်ကယောဂနံပါတ်69နဲ့69လို့ပြောလိုက်တယ်ကွာ ျွန်တော်တို့သမျိုးကြသိလာတာ96ပါးယောဂပဲနောက်ထပ်နောက်ထပ်တိုးတဲ့ယောဂအကြောင်းပြောတယ်အဲပြောချင်တာကအဲ့ဒီလိုကြီးကမကမလေးဖြစ်နေတာနောက်ဆုံးခြုံပြီးတော့ကျွန်တော်တို့တွေးမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဘာဖြစ်လို့အနေမှာဆုံးဖြစ်သွားတာလဲဘာဖြစ်လို့ဘာဖြစ်လို့အဲ့ဒုက္ခတွေရောက်တာလဲလို့ခြုံကြည့်ရင်အဲ့ယောဂနံပါတ်96အဲ့ယောဂရလို့အဲ့လိုဖြစ်တာအဲ့ယောဂပါလေအဲ့ဒါလေးကိုသူလှလှပပပြသွားဇာယုံတယုံရဲ့နောက်ထပ် သာသာသူသာသာလေးနေတဲ့နေရာပေါ့နော်အဲ့ဒီချိန်မှာလည်းညနေ9:00နာရီခွဲလောက်မှာဒါရိုက်တာလုပ်တဲ့တက်သက်ဆရာသူစံညုံလေးသူပြန်ပြင်ပြီးရင်းနေချိန်မှာအတန်တန်ကြလို့မောကြည့်လိုက်တယ်ပြောလိုက်တဲ့အတန်ကကြော်ဝင်းတော့ဖြားပြီတဲ့မောလည်းကြည့်လိုက်ပေါ့လာပြောတော့တာမင်းသားသက်ဆရာသက်ဆရာမင်းသားကနေပြီးတော့အဲ့စကားပြောတယ်သူလည်းမောကြည့်လိုက်ပေါ့ကြောက်ပြီးပြီးတော့ရှောက်သွားပြီသူကတော့ရှောက်သွားပြီဗျာတဲ့ကျွန်တော်မှလည်းအဲ့စကားတစ်လုံးကကောင်းထဲမှာတွေးတယ်အများကြီးကိုသူခြံထားခဲ့တယ် ကျော်ဝင်းဖျားလို့ကျော်ဝင်းဖျားလို့ရှိရင်ငါပါဆက်လုပ်မယ်။အဆောင်လေးဆိုရင်များတဲ့ဒီညကမဲ့ပြဿနာအဓိကတေဥဆောင်ကျော်ဝင်းအဲကျော်ဝင်းဖျားပြီဆိုတော့ကျော်ဝင်းနေမှာကျွန်တော်ဘုသူ့ကိုစားထုံးမယ်ဘုသူ့စားထုံးမယ်ဘုသူ့စားထုံးမယ်အဲ့ဒါစဉ်းစားရင်စဉ်းစားရင်ရနေပြီးတော့ဘယ်သူမှစားထုံးလို့မရဘူး။ဘာလို့ဆိုတော့သူ့တာဝန်နဲ့သူ့လုပ်နေသူ့ခွင့်နဲ့သူကြည့်နောက်ဆုံးကြတော့တတရရလူတွေလည်းကောငတူးအဲ့ငတူးကိုဒီနေရာမှာတကယ်ချက်ပါနော် အဲ့ဒီမတူးလို့ဇာဟစ်ဆရာဘာကြောင့်နာမည်ပေးတယ်လဲဆိုတာကိုဝိတုဆုံးသွားတဲ့အချိန်မှာစဉ်းစားကြည့်ပါနော်ကျွန်တော်အပြင်မပြောပါဘူးနော်အဲ့ဒီဟာဇာကောင်းနာမည်အားလည်းအင်မတန်မှချစ်ဆက်ကောင်းလို့နော်အထားလိုက်တော့မတူးမတူးကိုနန်းခေါ်လိုက်မတူးကအဲ့ဒီဇာမှာဘာလုပ်လဲဆိုလို့ရှိရင်ထင်းခွေရေခတ်လုတ်လုတ်ပါလေအဲ့တော့ထင်းခွေရေခတ်ပြီးတာနဲ့သူကညကြလို့ရှိရင်ဇက်ကလည်းမရဘူးမိုးလင်းထန်ကြည့်ထန်ကြည့်တော့ဘာဖြစ်နေလဲဆိုတော့ ဘဲဇက်ကကဘဲဇက်ကဇက်စကားဖြစ်ဖြစ်သူအော်လို့ရအားလုံးအော်ရအဲ့တော့တဲ့မတူကျော်ဝင်းတော့ဖြားတယ်အဲ့တော့ကျော်ဝင်းเนี่ยမှာမင်းသရုပ်ဆောင်လို့ရမလားအားရှားလဲနော်ကျော်ဝင်းကမှမူပြီးတော့စကလုံးတွေမှာကြော်သွားတယ်ကြော်ကအစားဆုံးလွတ်ရတယ်အလွတ်လွတ်ရပြအောင်လားအေးမပြနဲ့မင်းကလွယ်ပြီးတော့လည်းဘယ်လိုမှခမ်းကြမရှိဘူးအဲ့တော့မင်းကိုပဲစားထိုးရမယ်အဲ့တော့ဗျာတဲ့ဒီညကမဲ့ပြက်ဆက်ကလေးတောင်းကလေးတွေတည်အောင်နည်းနည်းရှင်းပြအောင်မယ်ကျွန်တော်ဒီညကမဲ့ပြက်ဆက်ကတော့ ကျွန်တော်တို့ဇက်ဖွဲ့ရဲ့အင်တာနက်မှာကြီးဆုံးကျွန်တော်တို့ရဲ့ master piece ပေါ့နော်ဖြစ်တဲ့ပြဿတ်ပါပဲပြဿတ်နာမည်ကဖတ်တလုံးကောင်းကြာဖတ်တလုံးကောင်းကြာလို့ပြောလိုက်တာနဲ့လူကြီးတွေသိတယ်ဗျာဆိုင်စကိုင်းဘုတ်တဲ့အင်တာနက်မှာကြီးတဲ့ဝတ္ထု A1 ဖလင်ကရိုက်တော်တဲ့အင်တာနက်မှာကြီးတဲ့ရုပ်ရှင်ကြည့်ဦးကြမယ်ကြားဦးကြမယ်ဖတ်ဦးကြမယ်မဖတ်ဘူးတဲ့မကြည့်ဘူးတဲ့ကလေးတွေအတွက်နည်းနည်းပြောပြမယ်ဗျာလေအဲ့ဇက်မှာကြော်ဝင်းတရုတ်ဆောင်မှာ block ဖြစ်တယ်ဆိုတာကိုပြောချင်လို့ပါတဲ့တိုင်းပြည်တစ်ပြည်မှာတဲ့ ဘင်းကြီးမှာတန်းနဲ့ပါရှိအကြီးသားတော်အကြီးအအထာသက်၁၈ရက်အသင်ကိုတက်ကူသွားရဲသွားပြီးတော့ပြန်လာတယ်တော်ရမှာမျက်စိလဲအဲ့မှာအငယ်နဲ့ဒီဘင်းကြီးကြံခဲ့တိုင်းပြီအဲ့တော့မျက်စိလဲလဲလဲတော်တော်နဲ့ပြန်မြောက်တဲ့အချိန်မှာဘင်းကြီးနိုင်ရဆန်းနိုင်ရဆန်းတဲ့ဘင်းကြီးကမနိုင်ရမဆန်းခင်မှာငါသားကြီးပြန်လာလို့ရှိရင်သူ့ကိုထိနာလိုက်မင်းကအငယ်ကိုမင်းမင်းအိမ်ရှိရမှာနေဆိုပြီးတော့သူအဲ့ရဆန်းသွားတယ် ။ဟုတ်လား။ตาကြီးอ่ะလို့ရမျက်စိတွေလဲပြီးတော့နောက်ဆုံးတော်ရရနေပြီးထွက်လေလာလေလာရောအဲ့ရန်ဆာကြီးရက်နဲ့အဲ့ဆာရရင်ငတ်တော့မာတိလိုက်လေဆိုတော့ကြွားတရတွေးလို့ရှိရင်နဲ့ရွာတိတ်မှာတိပင်ကြီးကြီးအဲ့တိပင်ကြီးကြီးမှာရေဝုစင်ရှိတယ်။နောက်ရေဝုစင်မှာလည်းလုံးနေနေပြီးတော့အုံမုတ်ကလေးကိုကျွန်တော်တို့ရိုးရံရှိနေနဲ့တတ်ထားတဲ့ဟာအဲ့ဒီကိုသွားမယ်ဆိုပြီးတော့ရွာတရတွေးအောင်သွားတယ်။ရွာတိတ်ရောက်တော့လမ်းမြင်တယ်သူသူမျောလင်းနေတဲ့အတိုင်းနဲ့လမ်းလဲမြင်ရောခတ်သက်သက်ရှောက်ပါတယ်။ဒီတော့ရောမဲဆို အဲ့ဒီအချိန်မှာပဲလူတောက်ကသူ့ရှိရနေပြီးတော့အဲ့ဒီရေဦးစင်မှာတပည့်ရေခတ်တော့ရေခတ်တော့တော့သူစိတ်ထဲနည်းနည်းတမျိုးဖြစ်သွားတယ်။အဲဆိုငါဘရင်လူတကာတောက်တဲ့ရေမုံနဲ့ငါနှကန်းနဲ့ထိပ်ပြီးငါတောက်ရတော့မှာပဲတိတ်မတတိဘူးပေါ့။ဒါပေမဲ့မတောက်လို့လည်းမရဘူးရေရမ်းစားတယ်ရေငတ်နေ။အဲ့ဒီအချိန်မှာအနာရောက်တော့ပိုဆိုးတယ်။ဘာဖြစ်လဲဆိုတော့သူ့ရှိရတောက်နေတယ်ကဒရောင်းသားဖြစ်။အာဒရောင်းသားတောက်တဲ့မှုနဲ့တော့ငါနဲ့တော့ဒုက္ခပဲ။ နောက်တော့သူစဉ်းစားလိုက်တယ်အဲ့တော့သူတို့လူတွေတောက်ရိုးတောက်ဆင်မတောက်ခင်းနဲ့မှုတ်ရိုးရှင်နဲ့ရေခတ်မယ်ရေခတ်ပြီးတော့မှုတ်ကိုအရိုးကိုရှင်းလက်လှည့်ပြီးတော့မှအဲ့လိုတောက်တောက်လို့ရှိရင်တန်တဲ့ရွယ်လိုတောက်မှာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီဒရောင်းနာတောက်ပြီးတော့ထွက်လဲသွားအောင်သူရေမှုတ်ရိုးနဲ့ခတ်တယ်ခတ်ပြီးတော့အမှုတ်ရိုးကိုရှင်းလက်လှည့်ပြီးတော့ရေတောက်တယ်တောက်ပြီးတော့ကုံငန်းလေးကြတော့မှတက်ခုတ်လဲဝါတီးပြီးတော့ရေလံကြတော့ရေလံကြတော့ကြည့်လိုက်တော့ခုနကသူရှင်းတောက်သွားတဲ့ဒရောင်းနာအဲ့ဒရောင်းနာထွက်လာတယ်သူရက်ကြည့်ပြီးလောင် တော့မိမဘာလို့လောင်တာလဲအဲ့မှာလူကြီးတွေဆိုတာဝန်လေးပဲအဲ့ဒီပြဿနာเนาะအဲ့ဒီရုပ်ရှင်မှာတခုခုတိတ်အံ့ဩစရာတွေ့ရှိရင်အဲ့ဇက်ကောင်ထပ်ပေါ်တဲ့အတန်းเนาะသူကအိုးတင်လောကเนาะတိတ်အံ့ဩစရာကောင်းတဲ့ဒါတွေ့တယ်တွေ့တယ်လောကမှာတိတ်ထူးဆန်းလာပဲဆိုသူထပ်ပေါ်တယ်အိုးတင်လောကဟာတိတ်တဲ့ဆန်တယ်ဘာလဲဆိုတော့မင်းလာတွေကရေတောက်တော့မယ်ဆိုတာသိလို့မင်းကိုညာပြီးတော့ ငါ့ကိုယုံမှဆိုလို့မဟုတ်ယူငါရှိတဲ့လက်ရင်ငါတောက်ထားတာအခုငါတောက်တဲ့သခန်းယာကြီးတိုင်းမင်းလိုက်ပြီးတောက်တယ်အဲ့ဒါကိုတွေ့ပြီးတော့တော့လောကကြီးရနော်သိထူးဆန်းတာပဲဆိုပြီးတော့ငါလက်ကုတ်လက်ဝါတီးပြီးရည်ရတယ်ဒါပေမဲ့တို့နှစ်ယောက်အဲ့ဒီမှာစကားတွေများပြီးတော့ fighting ချောင်းချတဲ့အခါမှာဒေါ်လာနိုင်သွားတယ်ဒေါ်လာနိုင်တော့မှအရာအံ့ဩသွားတယ်ဟာငါအခုမှလောလောလတ်အထာသက်ဆက်ရှိရတယ်မှာတိုင်းပါတော့ဂုံမှုပဲထွက်လာမှာပေါ့နော် တင်လာတာမင်းမင်းမင်းကဘယ်တက်တော့တယ်တင်လာတဲ့တိုင်းွက်တွေလဲတိတ်အောင်စားကောင်းတယ်ငါတခါမမြင်ဘူးဆိုပုံကောင်ခက်တိနေပြောတယ်တောင်းစားဘွားတက်တော့တိုင်းွက်တွေလဲဆိုအေးအေးဘွားတက်တော့ဘယ်နာမှရှိတယ်ငါမသိဘူးပေါ့နော်မင်းကိုပြောလို့လည်းမင်းနားလဲမှာမဟုတ်ဘူးတဲ့ဆိုတော့ကအတူတူပြောလို့ရှိရင်အဲ့ဒီသူဘယင်ဖြစ်တာမသိသေးဘူးနော်သူ့ကိုယ်ဆိုရင်ရှင်းနေတာပဲထင်တော့ပဲအဲ့တော့မင်းကတကယ်ချင်းဖြစ်သွားပြီရဲ့အဲ့တော့မင်းကလည်းအတူတူတိုင်းပြီကိုပြန်လိုက်ခဲ့အဲ့တော့မင်းတလုံး ိုင်းခွက်တွေတော်နေလို့ရှိရင်အနည်းဆုံးတော့ငါကိုရံတော့ခံမယ်။ငါတင်လိုက်ခဲ့ဆိုပြီးတကယ်ညောက်တိုင်းပြည်ကိုသွားရတယ်။အဲတိုင်းပြည်သွားတဲ့လမ်းမှာညီရောလွတ်လိုက်တဲ့အဖွဲနဲ့တော့တွေ့။တော့တွေ့တော့မှညီရောကလွတ်လိုက်တဲ့အဖွဲပါပေါ့နော်။နော်နော်ကြီးပျောက်နေလို့လက်စစ်လဲနေလို့အဲ့ဒါစိတ်မချလို့ညီရောကလွတ်လိုက်တာပါ။အဲ့တော့အခုလောလောဆယ်ခမီးတော်လည်းနာရဆန်သွားပြီ။နော်နော်ကြီးကအခုအရှင်မင်းသားမဟုတ်တော့ဘယ်ရင်ဖြစ်သွားပါပြီပေါ့။အဲ့ဒါတဲ့င်းနေပါလေပြေးတယ်။ပြေးပြီးတော့မှညီရောကစိုးရိမ်ပူပန်လို့တဲ့နော်နော်ကြီးဆာလာမယ်။မုတ်တိတ်လာမယ်ထင်လို့ ိုင်းပြည်ပြင်ဘက်ကထွက်ပြီးတော့လမ်းမှာဝဲတော်ဦးနဲ့စောင့်နေပါလေဗျာအဲ့လိုလဲပြောလိုက်တော့တရောသားပါလမ်းပြောဆိုမင်းမစားနဲ့မင်းမစားနဲ့ဆိုဟုတ်ကောဟာဘာလို့စားမှာလဲဗောမင်းကလည်းငါတင်ရင်ဖြစ်နေမင်းလည်းငါတွေးမယ်ငါလည်းမစားအောင်မင်းလည်းမစားနဲ့ဟာဆိုတော့ဘာကြောင့်မစားမှာလဲကွာဆိုတော့မဟုတ်ဘူးတဲ့မင်းကိုတွေးမယ်အဲ့ဒီဝဲတော်ဦးဒီမှာအစိတ်ခတ်ထားတယ်ဒါအတိတ်ကြောင်ပြောလိုက်တာအာမဖြစ်နိုင်ဘူးဘလို့မှမဖြစ်နိုင်ဘာလို့ဆိုတော့ငါညီနေငါနဲ့က တာမန်ညီကိုနဲ့မတူအရင်ချစ်တာကြောက်နေကြောက်နေငါ့ကိုလည်းပဲငါညီကအဖေလိုအကိုလိုတကယ်ကိုမျက်မျက်နှာနှာလေးလေးစားစားချစ်ခင်တာမင်းပြောတယ်လို့စိတ်ခတ်ထားတယ်ဆိုတော့ရှင်းနေမှုပဲဆိုတော့မှတော့ပထာအလိုက်ပဲခုနကလည်းအိုးဒီလောကဆိုထားအောင်လားဟုတ်လားငါဘဝတက်သူရဲ့တင်ယုံညွန်းနာနဲ့မှပါရမင်းကရုပ်ပြမယ်လောကကြီးမှာတဲ့နေရာတစ်ခုတွေ့ရာတို့တစ်ခုတွေ့ဆိုလို့ရှိရင်အဖတ်မရှိဘူးညီကိုမရှိဘူးမင်းတို့တတ်လိမ့် ဆိုတော့အာမယုံဘောမင်းမင်းမင်းဘွားတဲ့ကွာတင်ငန်းသားလည်းငါမယုံမင်းမယုံကြီးငါညီငါ့ကိုဘယ်လောက်ယုတ်သေးလဲဆိုတော့ကြာကိုရောတကယ်ခဏနာပြင်ထားတဲ့တမင်ဝဲကိုလည်းရောက်လိုက်ရောက်တော့အဲ့ဘယင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဘိုက်ရန်စားလဲဆိုစမ်းလို့ထိုင်လိုက်တယ်ထိုင်လိုက်တဲ့ချိန်မှာတကယ်ချင်းဖြစ်တဲ့ဒေါန်သာစကားပြောနေတော့ပါးစပ်ကပြောတားလို့တားလို့မရတော့အဲ့ချိန်မှာစိုက်ကစ်နဲ့ကန်ထည့်လိုက်တယ်ဟိုတော့ဒင်းဒင်းဆိုလွင့်ကြပါအဲ့ဖြစ်သွားတဲ့ချိန်မှာအဲ့ဖွဲ့တော်ဦးထေက ချမင်းရင်းတွေကိုနယ်ပြီးတော့ဒီနောက်မှရှိတဲ့တက်တဲ့ငှက်တွေကျွေးလိုက်တယ်အကုန်သေးပေါ့ဟိုတလိမ့်တလိမ့်ဘယံပြန်ထလာကြည့်လိုက်တော့အာတက်တဲ့ငှက်တွေသေးကုန်တာကြည့်တော့မှအရင်အာဟောသွားတယ်ဟာဒီကောင်ဘွားတက်သူကသင်္ကန်းသားတွေတကယ်မှန်တာပဲဟာဒီကောင်ဟာငါဘွားအတွက်ကက်တင်ရှင်ပဲဟာဒီကောင်ပြည့်တဲ့အသက်ပဲငါရှိရတယ်ဆိုပြီးတော့သူတို့မြောက်နေအဲ့ဒီညီတော်ဖွဲ့နဲ့ဖိုက်ချင်းချတယ်ဗျာချိုင်းရတယ်ညီတော်ဖွဲ့ကရှုံရှုံပြီးတော့သေးတယ်ဗျာသေးပြေးလို့လာပြေးပြေးပုံပြီးအဲ့တော့မှသူတို့မြောက်တိုင်းပြည်ပြောင်းဝင်တာ ဲ့ဒီပြန်ဝင်တဲ့အချိန်ကျတော့မှဘယင်ကသရောင်းသားကိုကူညီတောင်းအတောင်းလို့ဆိုမင်းကတော့ဘုကူညီရောအဲ့ဒီအချိန်မှာသရောင်းသားလုတဲ့သူကမင်းကဘယင်ငါသရောင်းသားနော်ဘာဘာလို့လို့ပြောကူညီလို့ရမှာလဲဆိုငါမင်းဘဝတက်ကတူကဘဝတက်ကတူသင်္ကန်းသားကိုငါယုံသွားပြီတဲ့အဲ့ဒီအတွက်နော်မင်းကလွဲပြီးတော့ငါ့ကိုကူညီပေးနိုင်တယ်လို့မရှိတော့ဘူးအဲ့တော့မင်းကကူညီပြေးအေးဘာပြရမလဲဘာလုပ်ပြရမလဲပြောဆိုတော့ငါဘယင်ဖြစ်ပြီ ပြင်းပြီးပြီးပေးသိခံမယ်ပေးသိခံပြီးတော့3လ4လအုပ်ချုပ်ပြီးတဲ့အချိန်မှာမင်းငါအယောင်ဆောင်ပြီးတော့ငါကိုစားထိနှမ်းမှာမင်းဝင်နေပြပါအာအဲ့ဒါဆိုရင်ငါဘယင်အတုလုံးအောင်မယ်ဆိုရင်ဘယင်ကိစ္စတောင်းတာမကြွန့်ကျင်ဘူးအဲ့ဒီအတွက်မင်းနဲ့ကြွန့်ကျင်တယ်မင်းတကယ်ချင်းနဲ့မင်းအပေါင်းအသင်းညောင်းရင်းနဲ့နန်းတော်တွေရာတွေရှိတာပဲသူတို့ကိုမင်းခေါ်ပြီးတော့ကုညီတောင်းပါလားဆိုတော့မင်းဘဝတက်သူတင်ကန်းစားငါ့ကိုပေးလိုက်ပြီးမင်းပြောတဲ့အတိုင်းပဲ ရာတို့တစ်ခုတည်းနေရာတစ်ခုတည်းဆိုလို့ရှိရင်ဘသူ့မှာမယုံအောင်အဲ့တော့ငါကမင်းကိုအကူအညီတောင်းလို့တောင်းပြီးတော့အဲ့တို့ဘယင်စားထုတ်ခန့်လိုက်ရင်ငါပြန်လာရင်ဘသူမှငါ့ကိုမရဖယ်ပေးမှာမဟုတ်ဘူးတဲ့မင်းကိုပဲငါယုံတယ်မင်းကတော့ငါ့ကိုဖယ်ပေးလိမ့်မယ်အင်းဒီပါအောင်မင်းကဘာလုပ်လို့လဲမင်းကဘာလုပ်လို့လဲဆိုတော့ငါမင်းဘဝတက်သူအရန်တော့ကြာသွားပြီငါကောင်းကောင်းကြပေါ့မယ်ပြီးလို့ရှိရင်ဖာတော်ထမ်းပြီးတော့ဘဝလေးကိုလောကလေးကိုငါချုပ်ပြီးတော့ အဲ့ဒီသင်္ကန်းစာတွေကယူခြင်းတယ်မင်းကအခုညီပါโอเคဆိုပြီးတော့သူကလက်ခံလိုက်အဲ့ဒီမှာဆိုင်းစရာဖြတ်ချလိုက်တယ်အဲ့ဒါပြောပြတယ်ပြဿနာကအဲ့တော့စမ်းစမ်းကြည့်လာတယ်ကြုံဝင်းနေရာမှာလုံးရဲ့လူကတရောင်းသားနဲ့လည်းဖိုက်တီနေချရမယ်တိုင်းနေလည်းတတ်ရမယ်ပြီးတော့သူကဘယင်လုပ်ပြီးတော့ထီးစကားနန်းစကားတွေအကုန်ပြောရမယ်ဗျာအဲ့ဒီအတွက်ကြော်ဝင်းနေရာအင်တန်အင်တန်ခက်ပါလေဒါပေမဲ့အအောင်စားတိကောင်းနေပြားအဲ့ဒီညကျတော့ ငတူးကိုကြော်ဝင်းနေမှာစားထိုးပြီးကလဲတာပရိသတ်နဲ့ငတူးနဲ့လမိုင်းအရန်ကတ်ပြီးတော့ကျွန်တော်မှများတဲ့နောင်နေ့နောင်နေ့ကြာရင်တော့ကြော်ဝင်းတို့တခြားဇက်ကောင်များပြောင်းပြီးတော့ငတူးကိုပဲဒီနေရာထိုင်ကောင်းမလားလို့အဲ့ဒီလိုဒီစဉ်းစားမိဒါပေမဲ့မကြောက်ဘူးဗျဆက်ပြတ်သွားတယ်ဘယ်ချိန်မှဆက်ပြတ်လဲဆိုရင်ငတူးပလင်ဝင်ရောက်တဲ့ချိန်မှဆက်ပြတ်ပါတယ် တနည်းအားဖြင့်ပြောရင်ငတုဘရင်ဖြစ်တဲ့ချိန်မှာဆက်ပြစ်ပါအဲ့တော့ကလေးတွေနားလည်အောင်ပြောမယ်ဗျာကျွန်တော်ပလင်လို့ပြောလို့ရတယ်ကျွန်တော်ဇာတိကပလင်ဆိုတာတကယ့်ကိုတစ်တာအဆုတ်ကြီးပြန်ဇာတိတာအဲ့ဇာတိတာအဆုတ်ကြီးကိုမှပလင်အောင်ဆောင်ပြီးတော့ကျွန်တော်ကဟိုကတ်ဒီကတ်ကတ်ထားတာငတုကောင်းမှရှိတဲ့ဘရင်အဝတ်တစားတွေကလည်းတကယ့်ပေါ်ပေါ်ပြပြရွှေတွေနဲ့လက်လက်လက်နဲ့ကတ်ထားတာအောက်ကကြည့်ရင်သာပဲလိုလိုလက်လက်ဖြစ်နေရတဲ့တန်လေးဆိုရတဲ့တစ်တာကြီးပြတယ်ဘာမှမဟုတ်ဘူးလေဒါပေမဲ့ တကယ်မဟုတ်တဲ့ပလင်မမတကယ်မဟုတ်တဲ့တန်လေးကိုင်နဲ့တကယ်မဟုတ်တဲ့ပြင်ကတူအဲ့ဒီမှာစပြီးတော့ဖောက်ပြန်သွားပြီလားအဲ့ဒီမှာစဖောက်ပြန်သွားရဲ့စကူပြက်ပေါ်လေကျွန်တော်ကချိုးရင်းတာတစ်ခုပဲရှိတယ်ကျွန်တော်ပြားတယ်အဲ့ဒါကိုတရိပ်မထားလိုက်မယ်ငတူးရှိမှာခစားနေတဲ့ဝင်လေးယောက်ရှိတယ်အဲ့ဒီဝင်လေးယောက်ကအပြင်းမှာငတူးကိုအင်ဗတန်နှိမ့်ဆက်တဲ့သူတွေပြားတယ် ဟာကိုရတော်ဝေသံငတုအာဟိုအဲ့ချိန်မှာနှုတ်နှုတ်ပြီးဟောရပိုးတော်ဝေသံဘာလို့စမ်းပြီးငတုကိုဆူလိုက်ဆဲလိုက်အဲ့ဒီလေယောက်ကအခုဝင်ကြီးဖြစ်ပြီးတော့ငတုကဘယင်ဖြစ်နေတာပဲဗျာအဲ့တော့ငတုကဟိုဝင်ကြီးရှစ်တို့သံခင်ဗျားအသုံးကိုကြောက်ဝင်ကြီးလုံနေပြီးတော့ဘာဖြစ်လဲညာဖြစ်လဲဟာနော်နော်နော်နောက်ကနေပြီးတော့ဇက်ဆရာကကနဟဲ့ငတုအဲ့ဒါဆက်ချင်မပေါဘူးလေအဲ့ဒါမပြောနဲ့ဆရာရဲ့ခဏနေစားအောင်ဘယင်ဖြစ်တော့လေနိုင်တော့လေတန်တော့လေ ဗျာတဲ့ဘလို့မှငတုကိုမထိနိုင်တော့ကျွန်တော် like ကိုချပ်လိုက်အဲ့တော့သူပြောချင်တာရောက်လာပြီနော်ငတုကတော့သွားပြီတဲ့အာနာမေမောတဲ့ယောဂဘယင်ဖြစ်ချင်တဲ့ယောဂနေရာဖယ်မပေးချင်တဲ့ယောဂအဲ့ဒီယောဂအစုံရပါပြီအဲ့ဒါနောက်ထပ်တိုးလာတဲ့ယောဂနံပါတ်69ပဲပြီးတော့မှနောက်ဆုံး73ကအရင်လှတယ်ဗျာပရိသတ်ကိုကျွန်တော်အဲ့လိုသိမ့်နေလို့မထင်တဲ့အခွက်ကလေးနဲ့သိမ့်သွားတယ် ဲ့ဒါကိစ္စမရှိဘူးဗျာတဲ့တို့ဒွါနာယူတဲ့ယောဂသူပြောင်းတဲ့ဖြစ်ပေါ်တယ်ကျွန်တော်နဲ့ပတ်သက်နေတာတခုတော့ပြောမယ်ဗျာဘယ်မျိုးရောက်ရောက်ဘယ်လိုရောက်ရောက်နောက်ပြန်ကြလို့ရှိရင်တော့ဖတ်လုံးကောင်းကြကားတော်မွေဟေးလို့ကျွန်တော်ကျင်ညာလိုက်တိုင်းကျင်ညာလိုက်တိုင်းမှာမတူတော့နာမခေါ်တော့ကျွန်တော်မျက်နှာကိုတကြည်ကြည်နဲ့ကြည့်ပြီးတော့ဆရာကြီး ကျိုးဝင်းမျက်နှာကြည့်ရတာမကောင်းဘူးတော့နေတိုင်းမကောင်းဖြစ်ဟန်တူတယ်ခဏခဏလာတော့တာတော့စိတ်ညစ်တယ်လားလေအဲ့ဒါပဲဝင်ပြီအဲ့တော့ဟာတော်တော်ကဟာကျလို့ကိုသက်ကိုစင်တော့အင်းလေကိုလွှမ်းပေးရတယ်တကယ်နိုင်ရဲ့နိုင်တဲ့သူအစ်စ်မှာကိုဘာလို့မပေးရလဲအဲ့ဒီယောဂကိုသက်ခွန်ယောဂအဲ့ဒီယောဂဘယ်သူရလဲဘယ်သူရလဲဆိုတော့ ငတူးလို့ဘာလို့နာမည်ပေးလဲနဲ့ပြန်ချက်ပြန်ပြီးတော့ဤကြည့်လိုက်နော်ဘာဘာကြောင့်အဲ့နာမည်ကိုမြင့်ဒါဒါဘယ်ရသဆပင်မှတဲ့မပြောဘူးတွေးစရာခြံပြခဲ့ကိုယ့်ကိုတွေးကြည့်ပါနော်အဲ့ဒါကိုအခုနောက်ဆုံးကျွန်တော်